British အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ channel ကလေးပြန်လိုက်ကြိုဆိုလိုက်ပါရှင်မြန်မာကုန်ဆောင် Joshua Bank ကိုကိုပြုပြီးဆွချမြင့်ဖို့လှုံ့ဆော်နေတယ်လို့စစ်ဖက်သတင်းမြစ်ကပြောဆိုထားပြီးဖြစ်ပါရယ် UFC မှာအခြားတိုက်တွေအတွက်ရောမြန်မာနိုင်ငံအတွက်ရောဂိုယူဆရာဖြစ်အောင် Champion ဆုကိုရယူပေးတာကြောင့်ယခုလိုဂိုပြုပွဲနဲ့ထိုက်တန်တာဖြစ်ကြောင်းသိရပါရယ် MMA Fighter အောင်လာအောင်ဆန်းကိုလည်းဂိုပြုဆုငွေတွေပေးပြီးအတိမတ်ပြုခဲ့ပါသေးတယ်မြန်မာနယ်ပယ်ပေါ် အမေရိကန်နိုင်ငံသားအချင်းတိုင်းသားလေးလူငယ် fighter UFC Joshua Banha ဆိုလို့ရှိရင်တော့ flyweight တန်းကကမ္ဘာ့ချန်ပီယံဖြစ်အနိုင်ရရှိသွားခဲ့ပြီဖြစ်ပါတယ်။ဒီဇင်ဘာလ9ရက်နေ့အမေရိကန်ပြည်ထောင်စုရဲ့ကျင်းပခဲ့တဲ့ UFC flyweight တန်းကမ္ဘာ့ချန်ပီယံပြိုင်ပွဲတွင်ချင်းလူငယ် fighter Joshua Banha UFC ရဲ့ flyweight တန်းကမ္ဘာ့ချန်ပီယံပန်တူဂျာကိုအနိုင်ရရှိခဲ့ပြီး flyweight ချန်ပီယံကမ္ဘာ့ကိုအနိုင်ရရှိခဲ့ခြင်းပဲဖြစ်ပါတယ်။ ပွဲစားတင်ပြီးပထမအခြေစကန်ပိုင်းအတွင်းမှာပဲဂျိုရှူဝါဘန်ကပြတ်ခတ်ကိုအလဲထိုးနိုင်ခဲ့ခြင်းဖြစ်ပြီးပြိုင်ပဲကမ္ဘာချန်ပီယံပတ်တွင်းကြမှာလက်ကျူသွားခဲ့ရဆက်လက်မရှင်ပြန်နိုင်တော့ပဲအရှုံးပေးလိုက်ရခြင်းဖြစ်ပါတယ်။ချင်းလူရဲ့ဂျိုရှူဝါဘန်ကဂျွန်လ29ရက်နေ့ UFC 317 Flyweight တန်ပြပွဲတွင် UFC Flyweight တန်ရဲ့အဆက်တစ်နေရာတွင် ရှိနေတယ်။ Brandon Rivera ကိုအနိုင်ရရှိခဲ့ပြီးနောက် UFC ရဲ့ Flyweight တန်ကမ္ဘာချန်ပီယံကိုစိန်ခေါ်ခွင့်ရရှိခဲ့ခြင်းပဲဖြစ်ပါတယ်။